ကျွန်တော်တို့ကြိုက်တယ်တခြားဘလို့ခေါ်မို့ကျွန်တော်တို့ဒီဟွာပေါ့ဒီမြန်မာနိုင်ငံရဲ့လူငယ်ဂီတာသမားတွေပေါ့လူငယ်ဂီတာเนาะစကားပြောမှားပါမှလည်းကြောက်ပါသေးတယ်တို့ကြဘာဖြစ်တယ်ညာဖြစ်တယ်ねကျွန်တော်လာပြီးတော့ဝိုင်းဆယ်နေမှာလူငယ်လူငယ်ဂီတာသမားတွေမှာ तू อ่ะခေါင်းတလုံးကိုပုံမြင်တယ်ဗျာအဲ့တော့လိုက်ကြည့်ကြเนาะ Quebec Bureau of Office of Music ဆန်အဲကျွန်တော် channel ကနေပြီးတော့ဒီလိုမျိုးပေါ့ကျွန်တော်တို့ဟို player career careerist တွေပေါ့ careerist တွေအဲ့လိုမျိုးပေါ့ဟိုဟိုတယောက်ပြီးတယောက်ကျွန်တော် review လုပ်ခဲ့တာအာ review လုပ်ခဲ့တာပေါ့လीအဲနည်းနည်းတော့အများကြီးဗျအများကြီးဆိုတော့ ဲ့မဲ့ကျွန်တော်ကကျွန်တော်အများဆုံးကဒီဟောပေါ့နိုင်ငံခြား gallerist တွေကိုကျွန်တော်ကဒီလိုမျိုး review လုပ်တာဟို reaction လုပ်တာအာအဲ့တော့ဒီနေ့ကကျတော့ကျွန်တော်ကဒီပြည်တွင်းက gallerist တယောက်အကြောင်းပေါ့ပြည်တွင်းမှာကျွန်တော်တို့ဒီပြည်တွင်းမှာဒီလူငယ်တွေကြားမှာအခုယူပေါ့ဟိုရေပန်းစားတာပေါ့ယူလူငယ်ကြားမှာရေပန်းစားတာပေါ့ကျွန်တော်အဲအဲ့အဲ့တယောက်အကြောင်းကျွန်တော်ကဟိုလုပ်မှာ reaction လုပ်မှာ ူကတော့ဒီဟိုအပေါ်မှာတော့ဒီ professional guitarist အနေနဲ့အနေနဲ့တော့ဟိုသူကကြာပြီဗျဟိုပါ line ပေါ်မှာ facebook ပေါ်မှာနာမည်ကြီးနေကြာပြီအဲ့ဒါဒီပြည်တွင်း guitarist တယောက်အကြောင်းပေါ်ကျွန်တော်ကအဲ့ဒါအခုအဲ့ဒါလေးကိုဟိုပါဟိုလူငယ် guitar သမားပဲပေါ့လူငယ်ဆိုပေမဲ့နည်းနည်းတော့ဒီဟိုလိုမျိုး chart တွေ is sort of မဟုတ်ပါဘူးသူကတော့ဒီဟိုပါဒီ professional လောကမှာတော့ ဟိုရောက်နေကြကြာပြီအဲအဲ့ဟိုဒါပေမဲ့ဒီကျွန်တော်တို့ဟိုတနိုင်ငံလုံးအတိုင်းတာထီတော့ဟောဒီနိုင်ငံကာဘောလို့သူကထိုးဖောက်နေတာပေါ့ဗျာအဲ့ဟိုဟိုဟောပြောင်းပြန်ပြီပေါ့ဟာအဲနိုင်ငံကာတော့သူထိုးဖောက်နေတာပေါ့သူရဲ့ဒီဘူတီတီကအဲကျွန်တော်တို့ဒီဘက် training ဖြစ်နေတဲ့အဲ့ဟိုတနေ့ကကျွန်တော်လုတ်ခဲ့တဲ့ဒီဟိုဘော ဒီထင်မှန်ဆန်တို့လို training ဖြစ်နေတဲ့ line မှာသူကဒါပေမဲ့ဘာဖြစ်ဘာထူးခြားလဲဆိုတော့ကျွန်တော်သဘောကျတာဗောသူ့ကိုသဘောကျတာဒီ western music ကိုသူကဟို western music ဗောလေ western music ကိုကြည်ကြည်ညံ့ညံ့ကြည်ကြည်ညံ့ညံ့ကြီးကိုသူကနားလည်ထားတဲ့ပုံစံမျိုး तू တီးလိုက်တဲ့ချိုးနေတဲ့မှာအဲ့လိုမျိုးဗောဒီ theory ရဲ့ western music theory ရဲ့အရင်းကိုတွေကအဲ့ဒါတွေကိုအခြေခံပြီးတိဆောက်ပြီး तू ကတီးတဲ့ပုံစံမျိုးအဲ့လိုမျိုး ဲ့တော့ကျွန်တော်တို့သဘောကျတဲ့ပုံစံမျိုးဒါကျွန်တော်တို့ကဒီဟို skill တွေဘာညာပေါ့လေ skill တွေထိုင်ခနေတွေဝုံးဆန်ပြီးတော့ဒီနေရာတက်စားလို့ရှိရင်အဲ့လို theory လေးခြေခံပြီးတော့ဒီလိုမျိုး melodic ဖြစ်အောင်လှလှပပဟိုဒီစောက်သွားတဲ့ဟာမျိုးကျွန်တော်တို့ကပိုးပြီးသဘောကျတာဒါကျွန်တော်အမြင်ပေါ့လေကျွန်တော်အမြင်ပေါ့တခြားလူတွေအမြင်နဲ့လဲကွဲကွဲလိမ့်မယ်ဒါဒါလူတယောက်နဲ့တယောက်အကြိုက်ချင်းရတော့မတူနိုင်ဘူးလေတွင်ထဟိုပါပေါ့အဲ့လိုမျိုးပေါ့တွင်ထတတ်ကုန်ပါပေါ့ ဟုတ်တယ်မလားလူလူရက်ပြီးတော့ထတဲ့ကောင်ပေါ့အဲ့တော့ဒါကျွန်တော်အမြင်ကိုပြောပြတာ तू ကအဲ့လို तू တုံးလိုက်တဲ့ဟာမျိုးလေးတွေဒါလေးက तू ဘယ်လိုခေါ်မုန်းတော့ဒါ तू ဆိုလို့ရှိရင်ကျွန်တော်တို့ထက်အတန်အများကြီးငယ်ပါလေဒါပေမဲ့ဒါလေးစားရမယ့်လူတယောက်တာကျွန်တော်ကအဲဒီ तू तू လုံးဝကျွန်တော် to recommend ပေးတယ်အဲ့တယောက်ကိုအဲ့ဒါ तू ကဘယ်သူလဲဆိုရင်ဟုတ်တယ်အဲ့မဲ့ तू ကဘယ်သူလဲဆိုတော့ကျွန်တော်စက်နောင်လို့ခေါ်တယ် तू က guitarist ကျောင်းထက်တော့တက်ခဲ့ပါတယ်ဒါပေမဲ့စောင်းရန်ကိုလမ်းနဲ့အလန်းစားကြတာဒီမှာအမိုက်စားကြတာဒီမှာလို့ပြောလို့ရတယ်သူ့ကိုစပြီးတတိထားမိတာကျွန်တော်ဒီသူကင်နဲ့ဟိုဂီတာလေးဂီတာမျိုးစားလေးယာမာပစိဖီကာပေါ့အဲအဲယာမာပစိဖီကာလေးနေကိုအဲ့မှာကြော်ညာတော့သူအဲ့ brand အဲ့အဲ့ဂီတာယာမာကုမ္ပဏီအတူဟိုဟာပေါ့ဂီတာကုမ္ပဏီကနေပြီးတော့ဟိုအဲ့ model ပြပေးဖို့ တချင်းတစ်ပုတ်ပေါ့အဲ့လိုလက်လက်ခံပြီးသူတီးလိုက်တဲ့အချိန်မှာသူ့စာပြီးတတိထားမိရဟာလမ်းထွက်နေရပဲအဲ့နော်အဲ့တော့ဟုတ်ပြီသူသူခုလောလောဆယ်သူတင်းထားတာလွန်ခဲ့လွန်ခဲ့တဲ့ဟောလွန်ခဲ့တဲ့အဲ၃လောက်လောက်ကတင်းထားတင်လိုက်တဲ့တချင်းတစ်ပုတ်ရှိတယ်အဲ့တချင်းတစ်ပုတ်ကိုကျွန်တော်ကဒီနေ့ review လုပ်မှာ review လုပ်မှာနော်အဲ့ဒါလေးကိုအဲ့ချက်နောက်တော့ကြည့်အောင်အဲ့ဒါလေးကိုကျွန်တော် ချင်းရဲ့ဟိုကခေါင်းစဉ်ကသူပေးထားတဲ့အချိန်ပဲတချင်းအမျိုးစားလိုက်ကိုသူကခေါင်းစဉ်တက်ပေးလိုက်တာသူက secubated wars တဲ့အဲဒီတော့ဒီရေဟိုတနေ့ကကျွန်တော်ပြောခဲ့တဲ့ဟိုဟော secubation note တင်နေတီးရဲဆိုတာအဲဟိုတနေ့ကကျွန်တော် GOT ဟိုအားထဲမှာအဲ video file ထဲမှာ secubation note လေးတီးရဲဒီမန်ဆန်တို့ကဘာလို့အဲ့အမျိုးလေးကိုကျွန်တော်ရှင်းပြခဲ့တယ်ခုသူကလည်းအဲ့တိုင်းပဲအဲ့အဲ့ပုံစံကိုသူက secubated note နဲ့ဒီဒါပေမဲ့သူနောက်က wars ဆိုတဲ့ပုံစံပါလား wars ဆိုပြီး WLDZ ဆိုတာ အဲ့အဲ့ what's ဆိုတာသူက music အမျိုးအစားကိုပြောတာဟိုဒီ what's music ဆိုတာကျွန်တော်ဒီ what's sound music တွေမှာရှိရ what's ဆိုသူကဒီလိုမျိုးပေါ့ဟိုဘယ်လိုပြောရမလဲကလိုခုံလိုကောင်းတဲ့အဲ့လိုမျိုးပေါ့ဟိုအရန်မြောက်မြောက်ကြောင်မြောက်ကြောင်နေဗျာအဲ့လိုမျိုးခုံဆောက်ခုံဆောက်လေးအဲ့ဟာမျိုးလေးအဲတီးရတာအဲ့လိုမျိုးဒီတချို့ဟိုကျွန်တော်တို့ဟိုကိုလိုနီခေတ်တွေတော့မှာကိုလိုနီခေတ်တွေခေတ်မှာတော့ဒီဟိုပေါ့ပါတီပေးလို့ရှိရင်အဲ့ထဲမှာအဲ့လိုကခုံပြီးတော့ နောက်ခံဟိုအားနေပြီးတော့ Justy Wine နေရာနေတီးပြီးတဲ့ music မျိုးခေါ်တာသူကဒီအရင်တော့ vintage ကိတာသမားရေအရင်သုံးတယ်အဲဟာမျိုးဟိုးအရင်တော့ဒီဟောပေါ့ Jessie ကိတာသမားရေဆိုလို့ရှိရင်အဲ့လို music တင်တဲ့သူကအဲ့လိုမျိုးတွေသုံးလာအဲ့တော့ခု तू တီးထားတဲ့ပုံစံကိုကျွန်တော်တို့တစ်ချက်ဟော analyze လုပ်ကြည့်အောင်နော် သူကအဲ့ဒီမှာအီးမိုင်ရာနဲ့စီနဲ့နှစ်ကော်တဲ့သူကအရင်ဆုံး intro ကနေစယူဝင်လာတာနော်အဲ့တော့ light ကြည့်ကြနော် ဒီအချိုသူအဲ့လိုမျိုးဝါလေးနဲ့စီကိုပိတဲ့နှုတ်ကလေးနဲ့သူဆွဲခေါ်တာလားသူက funky music လို့လည်းခေါ်ကြတော့ကဒီအဲ့လိုမျိုးဒီခုံဆော့ခုံဆာလေးနဲ့ကျွန်တော်ပြောလို့ခုနလိုမျိုးအဲ့လိုမျိုးသူတီးသွားတာလှုပ်တာတာလေးကလှသူကခေါ်တယ်ဒီအထပဲအတိတ်မြေကွာဝေးလို့သူကယူသွားအီးမိုင်တာပဲသူကသူကအဲ့အဲ့လိုမျိုးလေးဒီက B မြူးတုတ်ထားတော့ဂျိုးလေးကိုတင်ဝဲတင်တာလက်ကလေးကို အဲ့ဒီဒီဒီ hybrid picky မှာဒီစကားပြောတယ် तू อ่ะ तू တို့อ่ะဒီ hybrid picky ဆောင်းရဲကျွမ်းတယ်ဒီဒီဘက်ခေဟိုဟွာပေါ့ဒီဟွာတွေမှာကြတော့ကျွန်တော်တို့အရင်တော့ဒီဟွာပေါ့2000နောက်ပိုင်းဟွာ2008ဟွာတွေอ่ะကြံမှိုင်းကြကြတော့ pick ကိုပဲ pick synchronization ဆောင်းရဲကောင်းတယ်သူတို့ဒီဘက်ကဒီဟွာပေါ့ music modern music မှာဆိုလို့ရှိရင်ဒီလက်ချောင်းဟာဒီ right hand ရဲ့လက်ချောင်းတွေอ่ะဟိုအဓိကအရေးကြီးလာတာအဲ့လိုမျိုး တော်လို့ရတယ်။သူကအဲ့တော့လိုက်လိုက်ဒီကြီးရောင်းနေပြအဲ့ဒါတက်လား။မှန်တဲ့ဒီလိုဒီဝဝဒီမိတ္တံပေါ့မိတ္တခေါ်ပေါ့အဲ့လိုအတန်စူးစူးဟာလေးညင်ညင်လေးကိုထွက်စီခြင်းတဲ့အတန်မျိုးအဲ့လို ိုက်တာအဲ့လိုမျိုးဟိုဟာလေး phrasing လေးကြိုက်တာတဲ့ဒီ outdate ဟိုဟာဝင် interval အကွာဝေးလေးကြီးကြောခွာပြီးယူတာကိုတားကောင်းတာအဲ့ဘက်ကအဲ့လိုမျိုးလေးအဲ့လိုမျိုးတွေ့လိုက် outdate အနေမြင့်လေးယူသွားပဲဒါဒါအမှန်ဒါပဲလေသွားရအဲ့ဘယ် overstring တော့လားသူက G ဒီဟိုဒီ note ကိုတုံးရင်တုံးလို့ရတယ် ို့တော့ဒါပေမဲ့ဒီ obesity ဒီ hybrid pk ကိုလိုချင်တော့ကြတယ်အဲ့လိုတော့ရင်တာအဲအဲ့တော့ဒီလိုဖြစ်သွားတာအဲ့မဲ့ဒါပြီးတော့စကူပိတက်တော့အဲအဲ့မဲ့ hybrid pk တဲ့လားနောက်ဆုံးမှာသူကဒီဟွာဟွာဒီနှုတ်ကိုသူကယူသွားတာအဲ့လိုမျိုး ဲအဲ့လိုမျိုးလေသူကလှတာတော့အဲ့ဒါလေးယူသွားနောက်တစ်ချက်ပြောင်းဝင်လာအဲ့ဒါမျိုးအဲ့တော့လူဖြစ်သွားတယ်သူကဒီလိုလူလေးဖြစ်သွားနော်အဲ့ဒါပြီးတော့ဒီစကောရော ကီကော့ဝါဝချိန်တာကော့စ်ဝါဝကော့စခဲ့ရတယ်ဝါဝရောက်သွားတော့ခုနအီးပိုင်လာနေပြီးတော့သူကဒီဝါဝရောက်သွားတော့စီရှက်ပိုင်လာကီးတဲ့ဝင်ချလာတောက်လျှောက်ဒီတော့အဲ့လိုမျိုး theory နဲ့အခြေခံပြီးသူသွားတာတော့အဲ့နားထောင်ကြည့်တယ်ကျွန်တော်အဲ့နေရာလေးကျွန်တော်တစ်ချက်တစ်ချက်ထပ်ဖွင့်တာ ဟာသူကជីဝဘောဟို F set ကိုရောက်လာကြတယ်အဲ F set ကိုဝင်ချလာအဲ့ဒါတောက်လျှောက်သူပြောင်းနေမှာနော်အဲ့ဒါနားထောင်ကြည့်ဟုတ်တဒီမိုင်နာပဲတော့မှာပဲသူယူသုံးနေရနော်ဒီ E မိုင်နာ C sharp မိုင်နာနောက်ပြီး B မိုင်နာကိုဝင်ချတာအဲအဲ နော်အဲ့ဒါလေအဲ့တော့အဲ့ခုနကနေရာနေစနားထောင်ကြည့်တာတော့ကျွန်တော်နော်ခဏလေးအဲ့ C sharp နေရာလေးကိုကျွန်တော်က ီပိုင်းတော့ရောက်တော့တွေ့လားအေးပြန်ဝင်လာရောဒီကတော့သူအဖျက်မိုင်းတော့ကူတော့ပါအဲ့ဘခေါ်ပြီးတော့လာပြီးရိုက်မယ်အဲ့ဘသူကဒီဟာဆိုရင်ကျွန်တော်ကဒါဆိုလို့ရှိရင်သူ instrument တစ်ခုမှဒါဆိုလို့ရှိရင် solo bike ကိုရောက်သွားပြီအဲ့ဘเออแต่แต่ที่ดีเอาตัว keys ตัวบ่ keys สะเกดตะคูตะคูตัวเปี้ยงๆอยู่ว่ะ အဲတော့ e pro e minor ရဲ့ e minor နဲ့ c ရဲ့ဝင်လာရင်နောက်ပြီးတော့ e minor နေပြီးတော့ c sharp minor ကိုပြောရဲ c sharp minor ရဲ့နောက်ပြီးတော့ f sharp f sharp ရဲ့ဝင်လာရင်နောက်ပြီးတော့ f sharp ကနေပြီးတော့သူက b minor prelude minor လေးပြီးတော့သူယူသုံးရတာအဲမျိုးเนาะ prelude minor လေးကိုယူသုံးရတာ minor e minor ကိုယူလိုက်ပြီးတော့သူက a ဝင်လာတယ် a ပြီးတော့သူကအဲ solo ခေါ်ကျွန်တော်ကြတော့သူက f sharp minor ကိုဝင်ချလာအဲမျိုးသူကနားတော့ကြာเนาะ

Afsha. B minor. E. Tahu lagi. တော့အဲ့ email လာကိုပြန်ဝင်လာ home ကိုပြန်ဝင်လာအဲ့သူကဒီဂျီဒီ app share email လာကိုခေါ်ပြီးမှသူကဝင်လာတော့သူက email လာကနေပြီးတော့ကျွန်တော်ကတောက်လျှောက်သွားတယ်ပြသူသွားခြင်းတဲ့နေရာကိုသွားနေတာကြီးကြီးကသွားပြီးတော့မှသူက email လာကိုပဲဒီ home ကိုပြန်ဝင်နေတော့ကြာ email လာဂျီ share email လာလေးခင်ပြီးတော့ miner တွေပဲအဲ့ဒါမျိုးဒါနော်သူကသူကစောင်းတုတ်တယ်ပါအဲ့အဲ့နေရာကြီးဆိုကျွန်တော် live မတီးနိုင်သေးဘူးခုဒီနောက်တော့ကြည့်အဲ့ solo နေရာဆိုလို့ရှိရင် ။ဒါဆိုပြဒါဒါ minus key ကိုသူတင်းတီးနေရနော်။ဟဲ့။အဲ့ဒါအဲ့မျိုးစောက်ကျွန်တော်က wash လို့ခေါ်တာ။အဲ့ဒါဒီကျွန်တော်က wash စီမှာအတုံးပြားရဲ့ဟာမျိုးရယ်နော်။ဒါဆို b minus 7။အဲ့တော့သူက chromatic sequence လေးနဲ့ bass လေးကိုယူသွားပြီးတော့သူကယူသွားတာ b နောက်ပြီးတော့ဒီ a sharp အဲ့ b b flat a အဲ့ဒါယူသွားတာ။နောက်ပြီးတော့ g minor dim မှာ ဒီမှာ dim code တခုပါလာတယ်။အော် F sharp dim ပေါ့နော်။ဒွန်းဒါဒီလိုမျိုးဒီလိုမျိုးကြိုင်ပါဘော။အဲ့ဒါကျွန်တော်ကဒီ horse music သူက horse က C ချက်ကဒီတော့၃ချက်ပဲပါလား။1 2 3 4 5 6 1 2 3 1 2 3 1 2 3 1 2 3เออเนาะเออน่าจะ အဲအဲ့မဲ့ तू အဲ့ကော်လေးခေါ်တာလှအောင်လာခဲ့ तू ကတော်တော်ဟဲ့အဲ့ဒါ तू ကဒီခော့ဖက်ချီပဲလေဒီ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 အဲ့အဲ့အမျိုးလေး तू ကယူသား तू အရန်ကိုကျွန်တော်ချစ်စရာကောင်းတယ်အဲ့အမျိုးလေးကကျွန်တော်က तू ဒီရောပေါ့ तू တီးလိုက်တဲ့ဟန်နေရလေဒီရိုးရှင်းတယ်ဒါပဲဆောင်းရန်လာတယ်အဲ့လိုမျိုးနော်အဲ့ဆက်သွားကြည့်အောင်ကျွန်တော်တို့ ဒါဆိုခော့ဖဲဂျီယူတဲ့ဒါတွေကအဲအဲ့မယ်အဲအဲ့နေရာပါအဲ့ဒါရာ तू က watch တယ်မို့ तू ကဒီ jazz ပေါ် jazz music ပါတာအဲ तू နားထောင်ကြည့်ကျွန်တော်ပြတော့အဲအဲ့တော့ तू က triplet note တွေကိုဒီရာ

့ B minor တွေကတဒိုရီယံမုတ်ကိုတုံးတာဒိုရီယံမနော်ဒိုရီယံသူက B ရဲ့ဒိုရီယံပေါ့အမှန်တမ်းပြောရရင်သူက B ရဲ့ဒိုရီယံကဘာလဲဆိုတော့သူကသူကဟိုကဒီ second လောကနေစရတယ်နော် re re note ကနေစရတာဟုတ်ပါตัวดี flat 3เนี่ยเนาะ flat 3เนี่ย flat 7เนี่ยบ่อ่ะอธิกาบ่ ဒီ ah, flat flat three နဲ့ဒီ flower flat seven tower မာနေထားရဲ့နှုတ်ကအဓိက Dorian မှာအဲ့လိုသူက flat three နဲ့ flat seven အဓိကနှုတ်လို့ပြောလို့ရအဲ့အဲ့လိုသူနော်အဲ့အဲ့ I've no air uh, နော်အဲဒီဘက်ဆိုထာ flat 7တော့ပါလာနော်နော်အဲ့ဒါပဲအဲ့ဒါသူအဲ့လိုမျိုးသုံးသွားဒါပေမဲ့နောက်တစ်ခုမှကျတော့မတူတော့ဘူးနောက်တစ်ခုကျတော့မုတ်တပြူပြောင်းသွားတယ်သူအဲ့လိုမျိုးတီဝီလီနဲ့သူချာချာပြီးတွေ့သွားတာစောထွက်သွားတယ်အဲ့လိုမျိုးစောလွှတ်လိုက်တာပေါ့ဗျာ ကဒီဟိုဘောတော့တမျိုးကိုကြာတော့ तू က climate ဟိုအမြင့်ဆုံးနေရာကိုလောက်အောင် तू ကလောက်တာမှအဲ့တော့ဒီဒီဟာဒီတော့တမျိုးမုတ်ကကြာတော့ဘာလို့သုံးလဲဆိုလို့ရှိရင်ကျွန်တော်ဒီဟိုဘောဒီ harmonic minor scale တွေอ่ะเนาะခုနက तू က major scale တွေอ่ะပဲရှိသေးတယ် major scale တွေอ่ะဒီ dorian မုတ်ဒီမှာကျတော့ scale ပါပြောင်းသွားတာ scale တွေอ่ะไอ้ scale တွေอ่ะ harmonic minor scale တွေอ่ะ तू က dorian shape 4ဆိုရဲဟာကို तू က ပြန်ပြောင်းတာအဲ့မျိုးသူကအဲ့လိုလားအဲအဲအဲ့လိုလားအဲ့နားထောင်ကြည့်အောင်ကျွန်တော်အဲ့ဒါလေးနော်နော်အဲ့ဒါအဲ့ဒါလေးပဲ ဲ့အားကြတော့ကျွန်တော်ဒိုရီယန်ရှက်ဖိုးမုတ်လို့ခေါ်တယ်။မုတ်တွေတော့မုတ်တွေကိုသုံးတာတော့အဲ့လိုသုံးသွားတာ။သူအဲ့ဒါပြီးတော့သူက crisis စင်ရောက်သွားတော့ဆက်စတေးကိုသူ issue အားမှာသူကအဲ့နေရာမှာ ဲ့တော့ तू သုံးတာအဲ့ဒါပဲအဲ့ဒါလေးဒီဒါပေမဲ့ तू ကဒီတချင်းတစ်ပုတ်ထဲမှာဟုတ်ပဲ तू ကသူဘယ်လိုပြောရမလဲဗျာ theory ဘောင်းစုံကို तू ကစုံနေအောင်သုံးသွားတာတော်တော်တော့လေးစားဖို့ကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်တခြားဘယ်လိုခေါ်မို့ကျွန်တော်တို့ဒီဟွာပေါ့ဒီမြန်မာနိုင်ငံရဲ့လူငယ်ဂီတာသမားတွေပေါ့လူငယ်ဂီတာနော်သူစကားပြောမှားပါမှလည်းကြောက်ပါသေးတယ်တော့じゃဘာဖြစ်လဲညာဖြစ်တယ်လဲကျွန်တော်လာပြီးတော့ဝိုင်းဆယ်တယ်ပေါ့လူငယ်ဂီတာ သူငယ်ကတာသမားတွေမှာ तू ကောင်းတော်လုံးဘူးမြင်တယ်ဗျာအဲ तू တကယ်ကောင်းတယ်ကျွန်တော်ထဲလည်းတားတယ်ဗျာအေးတားတယ်အဲ့လိုကျွန်တော်လေးလာလိုက်စားရဆိုတာလေးလာနေရလေးလာကိုတတ်တတ်ပဲရှိသေးရအခုချိန်ဒီလိုမျိုးသူ့လိုမျိုးဘလို့ခေါ်မို့စူးစူးနေနေဒီဖန်တီးနိုင်လားဆိုလို့ရှိရင်ကျွန်တော်တပုံးနှစ်ပုတ်လောက်ပဲဖန်တီးနေတယ်သူအများကြီးပဲတီးထားတာလေအဲ့လိုဒီမုတ်တွေနဲ့တီးရတယ်အဲ့လိုလေအဲ့တော့ ုပြီးကျွန်တော်ရဲ့ဟိုဒီနေ့ကတော့တလောက်ပါပဲအဲအဲ့တော့ဒီကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးနေတယ်တကယ်ချင်းမိတ်ဆွေတွေအကုန်လုံးကျေးဇူးတင်ပါတယ် bye bye